ူတယောက်မှအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုကိုကိုဆန်းစစ်ပြီးတော့ကြီးတင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအပြင်ပြောရမယ်ဆိုရင်တော့လူမှုရေးရနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုး ထို့တဲ့အစင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းပြန်အားဖြင့်အစင့်နှမျိုး level နှမျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါပါဗျာလူတွေဆိုတာအခြေခံအစင့်ဆိုတာရှိကိုရှိရအခြေခံအစင့်မှာအတိတရားမရှိဘဲနဲ့အစင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးနော်မှန်ပါပါဗျာအခြေခံစိတ်ပြည့်စုံပြီးသားပုဂ္ဂိုလ်များသာ ਨੇ အစင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ ဒီလိုမှတ်ရမယ်အတိတရားဆိုအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာရှိတဲ့ရှိလိုက်တဲ့အခြေခံအတိတရားဆိုတာပါလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းစာတရားပဲလောကမှာကိုချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ် ဒီမကောင်းတဲ့လူတွေလူစိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမှာနော်မှန်ပါပါခင်ဗျာကိုချင်းစာဆိုတာဘာကိုခေါ်တာလို့ဆိုကိုနဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲတော့ကိုနဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအဆင်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရတယ်ကိုနဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လုပ်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုနဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုနိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလား ဒီလိုဟာမျိုးမဟုတ်ဘူး။ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားတခင်ကိုယ်တော်မြတ်ကအတုပနာယိကလို့ခေါ်တယ်။အတ္တဥပနာယိကကိုနဲ့ရှင်းရှင်းပြီးတော့ကြည့်ရမယ်။ကိုအကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြည့်။အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရမယ်။ကိုကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရမယ်။ဆိုတော့လူတယောက်ကအရက်တောင်းချင်တယ်။အရက်ကြိုက်တယ် သူလည်းတောက်ချင်တောက်ပါသေးဆိုတာဒါကိုကျင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးနော်မှန်ပါပါဗျဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းလူတိုင်းဟာဒုက္ခကာမဒုက္ခပဋိကူလာချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တန်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမ စိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မိမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့အေးချမ်းသာရဲဆိုတာပဿနာချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်ပါပါလူထရဘဝမှာအစဉ်ပြေပြေလေးနေခြင်းကချမ်းသာခြင်းနဲ့အေးစိစိနေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်ပါဗျာပဿနာချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်ပါပါဒီတည်းကြောင့်မို့ဗမာတကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာလူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်သက်ရှိတဲ့လူကိုလူချမ်းသာလို့သွားတွေ့တတ်တယ်။အဲ့ဒါမျိုးပြောတာမဟုတ်ဘူး။ မိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်လားစိတ်ချမ်းသာလေလို့ခေါ်တယ်ပဲအဲ့ဒါလေးဘလောက်များနေနေစိတ်ချမ်းသာချင်မှချမ်းသာတယ်လေဝိတိတွေကထောင်းတောင်းတိမ်ပေါင်းထောင်းတောင်းရင်းနေထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှဘုံအများရန်စိုးရိမ်နေရတယ်ဟောချမ်းသာတယ်ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ကထုံငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်ပါပါအဲ့ဒါချမ်းသာမဟုတ်ဘူးဘယ်ဆက်ချမ်းသာတာချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့ ညီသားစုဘဝမှာဗာနဲ့ပဲနေရနေရသောအနေရည်ပြည့်ပြည့်စုံစုံနဲ့မတောင်းမတမကြောင်းမကြနဲ့အေးအေးသက်သက်သာသာချမ်းချမ်းသာသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆွလွေအဲ့တော့လူတိုင်းလူတိုင်းဟာချမ်းသာခြင်းညခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာပဲရှာတာတော့ချမ်းသာခြင်းလေသို့တော့ချမ်းသာခြင်းလို့ရှာပြီမဲ့လို့ချမ်းသာတယ်တွေ့တယ်လားဆိုတော့ချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့ ။အဲဒါကြောင့်အစင်းချမ်းမတ်မှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘူး။ဘုရားမြတ်စွာလက်ထက်တော်ခါကလာတော့ကတာဂဝင်တွေကအလက်ကြခုခေတ်လိုပြောမယ်ဆိုရင်တော့တပါတိစနစ်လူမျိုးတမျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ်။ monarchy system ဆိုတာဧကရာဇ်ဘယင်တွေအုပ်စိုးတာဘယင်တခုတည်းကနေတားဆင်ကြီးဆက်အုပ်စိုးသွားတာ။ မော်နာကီကဲစနစ်လို့ခေါ်တယ်။ဘုရားလက်ထက်ကဘိဗိတာရာတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာ။သူတို့သားစဉ်မြေကျဲဘင်းအုပ်စိုးတာ။ဘုရားရဲ့အမျိုးဖြစ်တဲ့တာကီဝင်တွေတို့ဟိုဝေဒာလီရဲ့ဒီကနေဆိုရင်တို့ဘုရားပြိဋိဘန်ဆိုင်ရာရက်ကမန္နာတိုင်းကမန္နာမင်းတွေတို့ဆိုတာတွေကအိုလီကာကီစနစ်လို့ခေါ်တယ်။ခုခေတ်လို့ဆိုရင်တော့တပါတိအုပ်စိုးတယ်လို့သူပြောနော်။မှန်ပါပါဗျာ။လူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့။ ခုခေတ်က republican ဆိုတာ၄လက်ခတ်စင်စင်ပေါ့သို့တော့မဲနဲ့တင်ရောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကြခုခေတ်လိုပြောမယ်ဆိုရင်အလှည့်ကြဥက္ကဋ္ဌပေါ့အလှည့်ကြသမတနဲ့သွားတာမျိုးအေးအဲ့ဒီထက်မဲ့တန်ကြွေမင်းနေထဲမှာအလှည့်ကြပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝရအောင်ပြောတော့ နောက်ဆုံးတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတရာထုကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်သူတို့သင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓာတို့ဗတ္တိယတို့အာနန္ဒာတို့ပဂုတို့ဒေဝတ္တတတို့ဆိုတောအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတယ်အဲ့ဆုံးအဲ့ဒီပဲဗတ္တိယကလက်ရှိရာထုတစ်ခုကိုစွန့်လုပ်ပြီးတော့သင်သူသင်္ကန်းဝတ်လိုက်တော့လက်ဆောင်များတရားတော်ကကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးရဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့ သူတစ်ပါးနဲ့နေတဲ့အခါမှာနှုတ်ကနေမကြခဏသူကနှုတ်ကနေပြီးတို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 းနဲ့ပြောနေတတ်တယ်။ဘာပြောတော့ဆိုအဟောဒုက္ခအဟောဒုက္ခချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငါကတော့သူမလာခြင်းဘူး။တန်ကြီးကိုအုပ်စိုးရတဲ့ဘဝကိုမသူကြိုက်တယ်။ဒီယဟန်ဘဝကိုသူမလိုလားဘူး။သို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်တွေသဘောထားတွေပြောင်းသွားတယ်။ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုဩချမ်းသာလိုက်တာချမ်းသာလိုက်တာ သူစိတ်ထဲမှာနာရံနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့မှန်ပါဗျာခုမှချမ်းသာတာအလုံးကိုဆုံးလွတ်လိုက်တယ်ဆုံးလွတ်ပြီးတော့ရဟန်းဘုရားကူပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုဒီကပုဂ္ဂိုလ်တွေကအေးဒီဒီဒီရဟန်းကအမြဲတမ်းသူကချမ်းသာလိုက်တာချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်ညာမျောလင့်ပြီးတော့သူကချမ်းသာတာချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရတဲ့လို့များနောက်ကျောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ရတယ် ်ထင်တဲ့အခါကျတော့ရသော်ဖျားကိုတောင်းလျှောက်ကြတယ်ဗတ္တိယကဗေနီယာဖြစ်ဖြစ်သူကစားကချမ်းသာလိုက်တာချမ်းသာလိုက်တာပြောနေသူဘာကြီးပဲပြီးပြောတာလို့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာချမ်းသာလိုက်တာလို့နှုတ်ကမကြခဏပြောရအောင်ဘာကိုရည်စူးတာတော့လို့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်တန်းချိန်မှာဘုရင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမထယာတုရနေတဲ့အချိန်တော့ တပိတော့အဆောင်ရှောက်တွေချထားပါရဲ့တန်းနဲ့တပိတော့အိတ်ကောင်းခြင်းမအိတ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့။ငါများဘယ်သူကလာပြီးတော့လောက်ကြမှာတော့လို့စိတ်ရင်တကြီးဖြစ်နေတယ်။ငါကမကျင်တတ်တဲ့ပုဂ္ဂိုလ်တွေကငါများတန်းဒုက္ခပေးမှလားနဲ့အမြဲတမ်းဘယ်သူမှမယုံရဘူး။ကိုယ်တန်းနေတဲ့လူတော်ကမယုံဘူး။ကိုယ်သက်တော်ဆောင်တော်ကမယုံဘူးဖြစ်နေ။အဲ့ဒီတော့ကကြောက်ကြောက်လန်းလန်းနဲ့ကောင်းကောင်းမွန်မွန်မအိတ်ရဘူးအမြဲတမ်းတတိရှိရှိနဲ့နေနေရတဲ့ဘဝကြီးတဲ့။ အခုကျတော့တပည့်တော်ဘူးမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေနေတပည့်တော်ဘာအန္တရာယ်မှမရှိခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်တွေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်လွတ်ကင်းကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုကြည်ပဲပြီးတော့တပည့်တော်ချမ်းသာလိုက်တာချမ်းသာလိုက်တာလို့ပြောတာပါဟုတ်တယ်ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားက မရှိခင်ကသဘောထားနဲ့မကွာဘူးလားဟုတ်ကြပါရဲ့ခင်ဗျာမရှိခင်တော့ကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်ပါပါခင်ဗျာမိသားစုဘဝဆုံးလို့ပြီးတော့တရားတော်မှကျင့်ဖို့တောနဲ့တောင်နဲ့ထွက်ဖို့ဆိုလွယ်တာမဟုတ်ဘူးတရားသည့်မရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားသည့်လည်းရှိလိုက်ရောအဟောတုခံချမ်းသာလိုက်တာဆိုတာဟောတရားသည့်သူအတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်